ေကုန်းများရှောက်ခွင့်ပြုပါဖေဟာမိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရှိယဟန်တန်ဃာတော်တွေဟာဝိနည်းနဲ့မြင်ညွတ်တဲ့ယဟန်တန်ဃာတွေကြီးဖြစ်နေသည့်အခါမှာထိုယဟန်တန်ဃာတော်များကိုလှူဒန်းရမှာဆုံးလောင်းလူရ၌မိတို့နှလုံးသွင်းစင်ကြင်ရပါမည်နိဖေဟာဒီမေကုန်းနဲ့ပတ်သက်ပြီးတော့ဦးဇနုအမျိုးမဟာကရုံးဆရာတော်ကြီးက တန်ခါ၃မျိုးခွဲပြောထားတာเนาะနံပါတ်၁တန်ခါမျိုးစားကပထမဒန်းစားတန်ခါခေါ်တယ်ဒုတိယဒန်းစားတန်ခါတတိယဒန်းစားတန်ခါเนาะတန်ခါ၃မျိုး၃မျိုးမှာကတော့ဆရာတော်ကြီးခွဲထားပါ ပထမဒန်းစားတန်ခါဆိုတာကအရိယာတန်ခါများကိုပြောတာเนาะသောတာပန်သက္ကရာကံအနာကံယဟန္တာတန်ခါတွေကိုပထမဒန်းစားတန်ခါခေါ်တယ် ပုထုဇဉ်သီလရှိတဲ့တန်ဃာတွေကိုတော့ဒုတိယဒန်းစာတန်ဃာခေါ်တယ်အဲသီလမရှိတဲ့အာလိစီဒုတိယယဟန်တွေကိုတော့တတိယဒန်းစာတန်ဃာလို့ခေါ်တယ်အဲ့တော့ဆရာတော်ကြီးကပထမဒန်းစာတန်ဃာကိုရနိုင်ရင်ကောင်းတယ်ပေါ့ဆရာတော်ကြီးကနော်အလှူဒါနလုပ်တဲ့အခါမှာပထမဒန်းစာတန်ဃာကိုခြာဖွယ်ရကိုးွယ်ရလွယ်ကူတယ်ဆိုရင်တော့ပထမဒန်းစာတန်ဃာကိုခြာဖွယ်ကိုးွယ်လူဒန်းဆက်ကပါအဲဒီနေ့ခေတ်ဆိုရင်တော့ပထမဒန်းစာတန်ဃာရှားတယ်လीနော် ရှားတယ်ဟိုတိတာမတိတာဘူးပေါ့လေအဒုတိယတန်းစားတန်ဃာတွေဒီခေတ်ကျတော့ရှိတယ်နော်တီလာရှိတယ်ပုထုဇဉ်နော်ပုထုဇဉ်ဆိုပေမဲ့တီလာရှိကြတဲ့တန်ဃာတွေရှိတယ်ဒုတိယတန်းစားတန်ဃာကိုရှားပွဲကိုယ်ကိုယ်စီကဲလူတန်းပါအဲမိမိတို့ပဝန်းကျင်မှာအဒုတိယတန်းစားတန်ဃာမျိုးလည်းမရှိခင်ရင်ဒါခုနကမေးကုန်နော်ပဝန်းကျင်မှာကအလွယ်တကူတီလာရှိတဲ့တန်ဃာရှားရခတ်တယ်တချို့နယ်တွေမှာမရှိဘူးပေါ့အဲ့တော့ရှိတဲ့တန်ဃာကိုပဲလှူရတော့မှာလေအဲ့တော့တတိယတန်းစားတန်ဃာပဲရှိတယ်တီလာမရှိဘူး အာဝိနည်းတွေပေါ်တယ်ပေါ့တတိယဒန်းစားတန်ကာအဲ့လိုဆိုလို့ရှိရင်နော်ဘလို့လူရမလဲဆိုတဲ့အခါကြတော့ပုဂ္ဂိုလ်ကိုအာယုံမပြုတော့ဘူးကျွန်တော်တန်ကဂုံကိုအာယုံပြုရမယ်အရိယာတန်ကဂုံကိုအာယုံပြုမယ်နော်အပုဂ္ဂိုလ်ကိုအာယုံပြုလိုက်မယ်ဆိုလို့ရှိရင်အလူခံပုဂ္ဂိုလ်ကညံ့ဖြစ်နေတာပေါ့ညံ့ဖြစ်နေတဲ့အခါကြတော့ကိုယ့်ရဲ့ကုသိုလ်မျိုးစေ့တီအာမကြီးနိုင်အောင်အဲကြောင့် ပုဂ္ဂိုလ်ကိုမကြည့်တော့ဘဲနဲ့အရိယာတန်ခါခုံကိုအာယုံပြုတ်မယ်။ဆရာတော်ကြီးကဘာနဲ့ဥမာပေးလဲဆိုတော့ဦးဇင်းတို့စေလူတော်နဲ့ဥမာပေးတယ်။ဒီနေ့ခေတ်ဦးဇင်းတို့ဖျားရှင်မရှိတော့ဘူးလေ။ဖျားရှင်တတော်တင်ချာမရှိတော့ဘူး။ဒါပေမဲ့ဦးဇင်းတို့ကျောင်းတွေမှာအိမ်တွေမှာဖျားစင်းလူတော်ရှိတယ်။နောက်ဇီဒီနော်ရက်ွက်တွေရွာတွေမြို့တွေမှာဇီဒီတည်ထားကြတယ်။ဒါတော့ဖျားအတုပေါ့ဆိုတော့စင်းလူတော်ဆိုတာဖျားအတုပဲ။အဲ့တော့ဦးဇင်းတို့ဖျားအတုကိုကြည့်ပြီးတော့ဖျားအစ်စ်ကိုအာယုံပြုတ်ရတယ်။ ဒီဟာလေးနော်နားလည်ဖို့လို့နော်ကိုယ်အိမ်မှာနေစဉ်ဘုရားရှိခိုးတယ်ဆွမ်းတော်တင်တယ်ဘုရားအတုပဲတကယ်တော့ဟုတ်လားဒါပေမဲ့ဘုရားအတုကိုဦးဇင်းတော်အာယုံပြုပါဘူးဒီစင်းတုကတဆင့်ဘုရားရှင်အစ်စ်ကိုအာယုံပြုပါတာဒီတိုင်းပဲဦးဇင်းတော်ယနေ့ဟိုကိုယ်ပဝန်းကျင်မှာတီလာရှိတဲ့တန်ခါတွေရှားပါတယ်ဒါပေမဲ့ဦးဇင်းတော်စက်ကက်လူတိုင်းကြမယ်ပေါ့နော်အခမ်းအနားတွေပင်ကြတယ်ဆွမ်းတွေကကြတယ်သင်ငန်းတွေကကြတယ်အဲ့ခါကျရင်ဦးဇင်းတော်ဒီတန်ခါကနေတဆင့်အရိယာတန်ခါထိကိုဦးဇင်းတော်အာယုံပြုရမယ်ခုနကဥမာလေးမှတ်ထားလေစင်းတုတော်ကနေပြီးတော့တတ်တော်ထင်ကြဘုရားကိုအာယုံပြုတယ်လို့ ဒီဝီနီးပေါ်တဲ့နော်ယဟန်တော်တွေကိုဥစဉ်တစင်ပေါ့နော်ဒီဒီယဟန်တွေကနေတစင်သီလရှိတဲ့တန်ဃာတွေကိုဥစဉ်တို့အာရုံပြုရမယ်နော်ဆရာဒါတော်မျိုးမကန်တော်ဆရာကြီးပေးတဲ့ listening ဖြစ်ပါတယ်ဒါကြောင့်ဥစဉ်တို့ကိုဘဝင်ချင်းမှာပထမဒန်းစားတန်ဃာဒုတိယဒန်းစားတန်ဃာရှာမရခဲ့ရင် တတိယတန်ဃာတတိယဒန်းစားတန်ဃာကိုလှူရမှာပါဒါပေမဲ့တတိယဒန်းစားတန်ဃာပုဂ္ဂိုလ်ကိုအာရုံပြုတော့ပြန်ဒီပုဂ္ဂိုလ်ကနေတစင်အရိယာတန်ဃာကိုအာရုံပြုမယ်ဒီလိုဆိုရင်အကျိုးကျေးဇူးကြီးပါတယ်နော်အဲ့ဆိုရှင်မဟိုပါဗောတပည့်တော်တို့ အဲဒီပထမတန်းသားတန်ကားကလည်းရှားရပေါ့ဒုတိယတန်းသားတန်ကားကလည်းပဝင်းကျင်မှာမရှိဘူးဆိုရင်တပြည့်တော့တတိယတန်းတန်းသားတန်ကားကိုတပြည့်တော့ဟိုပါပေါ့ပျက်စီးလေးပါပဲဖြစ်ဖြစ်ပေါ့တပြည့်တော့ထောက်ပံ့လိုက်မယ်ဆိုရင်တပြည့်တော့တို့ကဒီသာသနာကိုပျက်စီးအောင်ဟိုကတစ်ဖက်ကနေပြီးတော့အားပေးတယ်လို့မြန်ဖြစ်မလားအဲ့လိုမျိုးလေခင်ဗျာအဲ့ဒါကြည့်လို့ရှိနှစ်ပိုင်းရှိတယ်နော်နှစ်ပိုင်းရှိတယ်ဆိုတဲ့အခါမှာလှူဒန်းတဲ့အခါမှာ ကိုကဒီတီလာမရှိတဲ့ပုဂ္ဂိုလ်ကပေါ့နော်သာသနာပရိယပฏิပတ်လည်းမလုပ်ဘူးပေါ့ပရိယပฏิပတ်မလုပ်ပဲနဲ့ဒီလောင်းကစားတွေလုပ်မယ်နော်ဟိုမကောင်းတဲ့အရာတွေလုပ်တယ်ပေါ့ဆိုတော့သာသနာရေးအတွက်ဘာမှမသုံးဘူးရသမြပစ္စည်းလေးပါးကိုမကောင်းတဲ့နေရာမှာသုံးတယ်ကိုကျုံးတဲ့သုံးတယ်ပေါ့အဲ့ဒါကိုကတိနေတယ်တိတိနဲ့သူ့ကိုသူ့ရဲ့လုပ်ငန်းတွေကိုမကောင်းတဲ့ကိစ္စတွေကိုအားပေးတဲ့အနေနဲ့လှူတယ်ဆိုရင်တော့ဒါအကုသို့ပဲဟုတ်ပြီနော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တိလာမရှိပေမဲ့အဲ့ဒီဆရာတော်ကစာသင်တိုင်းလုပ်နေတယ်ဆိုပါစို့ နော်တီလာမရှိဘဲဆရာတော့ဒါပေမဲ့သူကစာသင်လိုက်လုပ်နေတယ်စာစာသင်စာချလုပ်နေတယ်ဆိုရင်သူ့ရဲ့ပရိပရိယတိလုပ်ငန်းကိုအားပေးတဲ့အနေနဲ့လှူတာဆိုရင်တော့ကုသိုလ်ရတာတော်ပြီနော်မကောင်းမှုကိုအားပေးတာမဟုတ်ဘူးလေသူ့ရဲ့ပရိယတိလုပ်ငန်းကိုအားပေးတာဟုတ်ပြီနော်အဲဒါဆိုရင်ဆိုတော့ကုသိုလ်ရတာအဲ့ရတာဒါဆိုရှင်များတပည့်တော်ကနှစ်ပိုင်းခွဲရမှာပေါ့နှစ်ပိုင်းခွဲရမှာတကယ်လို့ဒီပိုင်းမှာကြတော့ဒီအလောင်းသားကြီးလုံနေရလဲသိတယ်ဒီကြောင်းတိုက်ကပရိယပရိပတ်တွေလဲဆောင်ရွက်မှုမရှိဘူးအာဒီကိုဂျိုးပဲလုပ်တယ်ဆိုရင်တော့တပည့်တော်တို့တရားအောင်ချောင်းနဲ့ပါရှောင်းအောင်